မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အနောင်နှလုံးပေါင်းရှင်ပရိတ်နောက်ထပ်တွင်ဤတစ်မျိုးကိုကျွန်တော်မိတ်ဆွေများတွင်ဤလေလာလို့ရအောင်တင်ပြပေးသွားမှာဖြစ်ပါတယ်အနောင်နှလုံးပေါင်းရှင်ပရိတ်ကနန်း၆လုံးယူတဲ့နေ့တွင်ဤကတော့ကျွန်တော်အရှိယမှာတွင်ဤတစ်မျိုးတင်ပြထားပြီးပြီပေါ့နော်အခုကတော့ဒုတိယတွင်ဤတစ်မျိုးဖြစ်ပါတယ်အချင်းကြီးအပြည့်26 29 28ကနေစာပြပြပေးတော့မယ်ပေါ့နော်နံပါတ်1ကနေတော့ကျွန်တော်မပြတော့ဘူး ေတန်နီက93လီက55 35လီ55ဆိုတော့55ပေါင်းရှင်း30ပေါ့နော်တုံများနဲ့၄ပေါင်းရှင်းလေးရတယ်33လီက6ဖြစ်ပါတယ်ပြီးရင်ဒီ၄နှစ်ကြိမ်ပေါင်းရှင်း6ဒီ5နဲ့6နှစ်က7ဖြစ်ပါတယ်တင်းနှစ်ကြိမ်က2နဲ့2ပေါင်း4ဒီ3နဲ့ပေါင်းရှင်း9ရတယ်ပေါ့နော်ကျွန်တော်ဒီကနေ့အားလုံးထပ်ပေါင်းကြည့်မယ်9နဲ့10နဲ့က30 4ရှိက7နဲ့9ပေါင်း9ဆိုတဲ့အတွက် ကိုတုံများတုံများကိုနင်းနဲ့ပေါင်းရှင်းနင်း3 5ဆိုပြီးကဏ္ဍချောင်းလုံးယူလိုက်တာဖြစ်ပါတယ်။ဒါအနောက်နှလုံးပေါင်းရှင်းပရိပေါ့နော်။သူရှားပြီးတော့တာကနင်းနစ်တစ်ဖြစ်ပါတယ်။ဒါကြောင့်မို့အနောက်နှလုံးပေါင်းရှင်းဖြစ်တဲ့အတွက်ဒီနင်းနဲ့တစ်ပေါင်းရှင်း3ပရိဖြစ်ပါတယ်။နေနေတိတပင်ကနေအပေါ်ယူတဲ့နေ့တိုင်းပဲထပ်ပြီးလည်လာကြအောင်59 40 33 3နဲ့နေနေပေါင်း၄ဆိုတော့34ပေါင်းရှင်ခွန်ဖြစ်ပါတယ် 3 3ဒီက9 9နဲ့ဒီ2နဲ့ပေါင်းရှင်းက7ရမယ်ပြီးရင်ဒီ3နဲ့ရှင်းနဲ့က7ဒီ9နဲ့ကြိုင်က7ပေါ့နော်4နဲ့5ပေါင်း9 9 3က12ရတာဖြစ်ပါတယ်ခွန်6 9 9နဲ့ဒီ2နဲ့ပေါင်းတာ7ရတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ2 2နဲ့ကိုပုံဒီ2နဲ့ထပ်ပေါင်းတော့လေ5 6ခွန်တင်းနေ၄၅၆ခွန်အနောက်နှလုံးပေါင်းရှင်ပြိမာ၈၄၃ချပေးသွားတယ်ပေါ့နော် နေနေတပိတော်အနာထတပြင်မှာရှင်လေး3ဆိုတဲ့အတွက်ကျွန်တော်တို့အလင်းနဲ့အပိနဲ့အနောင်နှလုံးပေါင်း၄3ပေါင်းရှင်ခွန်ဖြစ်ပါတယ်။ရှင်လေး3တပင်ကနေထပ်ပြီးလေလာကြည့်တော့6ငါးလီ30 63 28ရှင်နဲ့10ပေါင်းတာ16 6နဲ့4ပေါင်းရှင်20ပေါ့နော်။63 28ဖြစ်ပါတယ်။6နာချိန်7နှစ်နင်းနဲ့9ပေါင်းတာက7ဖြစ်ပါတယ်9နဲ့တီ6နဲ့ပေါင်းတာ တရားနောက်က၄နှစ်ချိန်ပေါင်းရှင်း၈နှစ်ပေါင်းတာ၁၁ဖြစ်ပါတယ်ရှေ့၉၃၅တလုံးကြံမယ်ပေါ့နော်၅၆၆ကိုနေနဲ့ထပ်ပေါင်းရှင်း၈ရာတဲ့အတွက်ရှေ့၉တုံများတိ၅၆၈၉တုံများအတိအနန္တလုံးပေါင်းရှင်းပြိမာရှေ့၆တုံချပေးသွားတဲ့ဖြစ်ပါတယ်ဒါကြောင့်မို့အနန္တလုံးပေါင်း၆နဲ့၃ပေါင်းရှင်း၉ပြိဖြစ်ပါတယ် ရှင်းရှောင်း၃ကနေထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်၃တုံများလေးတုံများ၉၅၅နဲ့ဒီ၈ပေါင်း၈၃၃နဲ့၈ပေါင်း၉၀ာတာဖြစ်ပါတယ်၉၅၄၅နဲ့၈ပေါင်း၃၃နဲ့၆ပေါင်းရှင်း၉ပေါ့နော်ပြီးရင်နေ၃ဒီက၆ဖြစ်ပါတယ်တုံများနဲ့ကျင်တုံများအနည်းနဲ့၈ပေါင်း၃၀၉နဲ့ကျင်၁၈ပေါ့နော်၈နဲ့၃ပေါင်းတာ၁၁၁နဲ့၃ထပ်ပေါင်းတော့၄ရာမှာဖြစ်ပါတယ် လေးနဲ့ရှောက်ပေါင်း30ကိုးတလုံးကြံတဲ့အတွက်ကိုးတုံများနှစ်သုံးလင်းကအနောက်နှလုံးပေါင်းရှင်ပြိရမှာဖြစ်ပါတယ်။ရှင်းရှောက်သုံးပြီးတော့နှစ်တုံများကိုးဖြစ်ပါတယ်။အနောက်နှလုံးပေါင်းတုံများနဲ့ကိုးပေါင်းရှင်ကိုးပြိချပြီးတွားတာဖြစ်ပါတယ်။โอเคနောက်ထပ်နှစ်တုံများကိုကနေထပ်ပြီးလေ့လာကြည့်မယ်3545 9323ဆိုတော့3956 6နဲ့ဒီနှစ်နဲ့ပေါင်းရှင်းရှိရတယ် ငါးသုံးလီက15ပေါ့နော်ပြီးရင်ဒီ6နာကျင်စနစ်နေနဲ့5ပေါင်းရှင်ခွန်ဒီခွန်ရဒီနေ့ရပေါင်းတာကို9နာကျင်က14လေးနဲ့3ပေါင်းရှင်ခွန်ဖြစ်ပါတယ်ရှင်းနဲ့၅ပေါင်း73 3နဲ့ခွန်ပေါင်း30 9ခွန်ပေါင်း16ရာတဲ့အတွက်6ခွန်ခွန်ကို2ပေါင်း9တုံများတင်နေပေါ့နော်6ခွန်9တုံများတင်နေပြိမာခွန်ခွန်9ချပေးသွားတာဖြစ်ပါတယ် အနန္တလုံးပေါင်းရှင်ပရိဖြစ်တဲ့အတွက်ကြောင့်မို့ခွန်နဲ့ကိုပေါင်းရှင်16ရှားပရိခြားပေးသွားတာဖြစ်ပါတယ်။ခွန်ခွန်ကိုကနေထပ်ပြီးလေးလာကြည့်မယ်ပေါ့နော်။မာတုံညာဒီတုံညာ73.24ခွန်ခွန်ပေါင်း74ဆိုတော့ပေါင်းရှင်7ဖြစ်ပါတယ်။နှစ်3.6နှစ်ပြီးရင်ဒီ9နဲ့4နဲ့က73ခုနှစ်ကြိမ်ပေါင်းတာ14 4နဲ့4ပေါင်း8အနောက်က3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ ရှင်းတဲ့နှစ်ပေါင်း30ပေါ့နော်ပြီးရင်63ပေါင်း998ကစက္ကွန်ခွန်3ပေါင်း30ရတဲ့အတွက်တညာတစ်တစ်ကိုနှစ်ပေါင်းချင်း3456တညာတစ်3456အနန္တလုံးပေါင်းရှင်ပြိမာခွန်3ညာ3ညာချပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့အနန္တလုံးပေါင်း3ညာနဲ့3ညာနဲ့ပေါင်းရှင်3ညာပြိဖြစ်ပါတယ်။โอเคနောက်ထပ်တပြင်ပါနော် 93လီက15ရာ ဖြစ်ပါတယ်95လီက25ဆိုတော့95ပေါင်းရှင်30ခွန်နဲ့3များနဲ့ပေါင်းရှင်ခွန်ဖြစ်ပါတယ်ပြီးရင်93လီ15ပေါ့နော်93လီ15ဒီအနောက်က9နှစ်ကြိမ်30 8နှစ်နဲ့ပေါင်းရှင်လည်း30ဖြစ်ပါတယ်9နှစ်ကြိမ်30 63ပေါင်းရှင်9ခွန်9က7နှစ်နဲ့9ပေါင်း17ရာတွေအတွက်3နှစ်456ခွန်အနောက်နှလုံးပေါင်းရှင်ပြည့်ဖြစ်ပါတယ် အဲ့ရင်မှာသူ3ခွန်ခွန်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မအနောင်နှလုံးပေါင်းရှင်းခွန်နဲ့ခွန်ပေါင်းရှင်း၄ပြိဖြစ်ပါတယ်ဗောနော်3ခွန်ခွန်တပင်ကနေထပ်ပြီး တူတူလေ့လာကြည့်မယ်ခင်ဗျာဒီ၄၅၄၂၈၃၂၄၄ဗောနော်3ခွန်ပေါင်းရှင်းက၁၀ဖြစ်ပါတယ်ဒါကြောင့်မအနမလေးရမယ်ဗောနော်93 35 8 9 16 63က9ဖြစ်ပါတယ်ဒီ9ကတစ်ချိန် ငါနဲ့နှစ်ပေါင်းခုခုသုံးပေါင်းတစ်စိတ်တည်းရရှိလိုက်မယ်ဗောနောဆိုတော့လေးငါပေါင်းကိုကိုနဲ့ကိုပေါင်းဆက်ရှိရှိကိုတင်းနှစ်သုံးလေးအနောက်နှလုံးပေါင်းရှင်ပြိမာရှိကိုလေးရှားပေးသွားတာဖြစ်ပါတယ်ရှိကိုလေးဆိုတဲ့အတွက်အနောက်နှလုံးပေါင်းရှင်သုံးဖြစ်ပါတယ်ခင်ဗျာရှိကိုလေးကနေတပိလေးလာကြည့်မယ်ဗောနောဒီငါတလျာငါဗောနော၈324ဆိုတော့လေးငါပေါင်းရှင်900မှာဖြစ်ပါတယ် ကိုနယ်ရှင်ကဇခွန်ခွန်ကိုပေါင်းရှင်16ဖြစ်မယ်ပေါ့နော်။ငါးသုံးဒီက15ဖြစ်ပါတယ်။ကိုနယ်ကျင်း16ရှင်းနဲ့ဒီရှင်းနဲ့6ပေါင်းရှင်က14ဖြစ်မယ်။6နယ်ကျင်း12နဲ့3ပေါင်းရှင်က95ပေါင်း30 6နဲ့4ပေါင်း30အလေက8သလုံးကျန်တဲ့အတွက်89တနည်း34အနောက်နှလုံးပေါင်းရှင်ပြိဖြစ်မှာဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာက963ခြာပေးသွားတာဖြစ်ပါတယ်။ ဒါကြောင့်မို့အနောက်နှလုံးပေါင်းရှင်6ရက်3ရက်ပေါင်းရှင်9ဖြစ်ပါတယ်ခင်ဗျာ။ Okay 963ကနေထပ်ပြီးလေလာကြည့်မယ်ပေါ့နော်။ဒီ95လီက20နဲ့5ဖြစ်ပါတယ်။ခွန်3လီ27တင်ငါပေါင်းရှင်6ဒီ6နဲ့ပေါင်းတာ7နဲ့9နဲ့ထပ်ပေါင်းခွန်ဖြစ်ပါတယ်။33တီက9ငါးနာချိန်30ခွန်5ပေါင်းရှင်7ပေါ့နော်ပြီးရင်ဒီ3နဲ့9နာချိန်ဟာ78ဆိုတော့7ဖြစ်မယ်3နဲ့3နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ် ခွန်3ပေါင်းရှင်းတစ်6နဲ့တပေါင်းတစ်6နေတလုံးကြံတဲ့အတွက်နေ3 3ကို2ပေါင်း5 6ခွန်8ဖြစ်မယ်ပေါ့နော်နေ36ခွန်8အနောင်နှလုံးပေါင်းရှင်းပရိမှာ68ခွန်6ပေးသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အလေနဲ့အပိနဲ့ပေါင်းရှင်းပရိ6ခွန်ပေါင်းရှင်း15ဖြစ်ပါတယ်။ဒီ6ရခွန်ရပေါင်းရှင်း15ပရိ6ပေးသွားတာပေါ့နော် ။ဒါဆိုရင်ဒီ20အတိုင်းပဲခုနှစ်ချိန်အတွက်ဓာတ်ပိလေးလာကြည့်အောင်65 30 63 18 67 86 6 9ပေါင်းတာ7ဖြစ်ပါတယ်။33 4က9 9နှစ်ချိန်30 3မြောင်းနှစ်8ပေါင်းရှင်း6ဒီ6က3ချိန်17ဖြစ်ပါတယ်။3နဲ့ထပ်ပေါင်းမယ်ပေါ့နော်။ဒါဆိုရင်ဒီနေနဲ့ချင်းနဲ့က30 9နဲ့8ကစခွန်ခွန်နဲ့3ပေါင်း30ဆိုတဲ့အတွက်တုံများတစ်တစ်ကို2ပေါင်း3 4 5 6 โอเคကျွန်တော်တို့နေ့အရာတုံများတက်3 4 5 6အနန္တလုံးပေါင်းရှင်ပရိစုပြီးရတာဖြစ်ပါတယ်။နေနဲ့တက်ပေါင်း3 4 3ပေါင်း9 6 3 9တုံများနဲ့9ပေါင်း9ပရိ9ပေါင်း16ပရိတုံများတုံများပရိပေါ့နော်။6 3ပေါင်း9 6 9 55ဒီခုနှစ်ကြိမ်မှာတော့တုံများတက်3 4 5 6အောက်ကြိမ်အဖြစ်30နဲ့ခုနှစ်ကြိမ်ထိထပ်ပြီးခြားပေးတော့မလားပေါ့နော်။ โอเคนะကျွန်တော်ရှေ့မှာတင်ပေးထားတဲ့အနန္တလုံးပေါင်းရှင်ပရိတ်ကဒီ9သုံးများလေးကနေရှားပေးလာခဲ့တာဖြစ်ပါတယ်ဗောနော်ရှောင်းနေ9ပေါင်း7 6နေ9ပေါင်း7သုံးများလေးလေးပေါင်း7ဗောနော်โอเคဒီလိုလေးတောက်လျှောက်ကိုရှားပေးနေတာဖြစ်ပါတယ်ခင်ဗျာဒီခုနှစ်ချိန်မှာအထပ်ပြေးရှားပေးတော့မလားဗောနော်ရှောင်းနေ3ပေါင်း9 8ခွန်က55 20မျိုးစလုံးဆိုရင်ကျွန်တော်တို့68ခွန်တပင်ကနေထပ်ပြီးလေ့လာကြည့်အောင်68ခွန်တပင်မှာဒီ ။မညာဘက်က2356ခွန်ရှိအနောင်နှလုံးပေါင်းရှင်ပြိမ်မှာ2356ကျွန်တော်တို့ပုံတူတယ်ပေါ့နော်။ဒီတစ်ဘက်မှာတော့3136 3136တုံများတစ်တုံးပုံတူမယ်ပေါ့နော်ပြိသုံးလုံးရမှာဖြစ်ပါတယ်20မျိုးစလုံးသာခြားပေးသွားခဲ့မယ်ဆိုရင်တုံများတစ်တုံးအနောင်နှလုံးပေါင်းရှင်ပြိဖြစ်မှာဖြစ်ပါတယ်โอเค ဒါကတော့ကျွန်တော်မိတ်ဆွေများအထောက်အကူရအောင်တွင်ဤလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့တင်ပြပေးရှင်းတာဖြစ်ပါတယ်ပေါ့နော် TF today ကျွန်တော်အနောက်နှလုံးပေါင်းရှင်းပြိချိန်နေတဲ့တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်တွင်ဤအရာကတော့ကျွန်တော်ဒီမှာတုံများတစ်တုံပေါ့နော်တွင်ဤနှမျိုးစလုံးသာခြားပေးသွားခဲ့မယ်ဆိုရင်ပေါ့ခင်ဗျာတုံများတစ်တုံအနောက်နှလုံးပေါင်းရှင်းပြိဖြစ်ပါတယ်โอเค ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။